ရိယာပုဂ္ဂိုလ်တွေဟာဝိခိခာမှာပေါ်တဲ့အရိယာပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ရှေးခေတ်ကအရိယာပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဂနေခေတ်ပေါ်တဲ့အရိယာပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နောင်ပေါ်လက်တန်းဖြစ်တဲ့အရိယာပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ထိုပုဂ္ဂိုလ်မြတ်တည်းရဲ့နှလုံးအိမ်ထဲမှာရှိနေတဲ့တရားဓမ္မအခြေအနေ ရရကတော့တူတူပါပဲအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီတုတ်တံမှာ အရိယပုဂ္ဂိုလ်များတို့ရဲ့ပုဂ္ဂိုလ်များတို့ရဲ့နှလုံးအိမ်နဲ့ပတ်သက်ပြီးတော့ဒီဆက်ချက်ကိုဟောတဲ့အခါမှာအရိယပုဂ္ဂိုလ်တွေဟာရှင်းတော့ကလည်းယခုလိုဘဝမျိုးမှာနေထိုင်ခဲ့ကြပြီး အခုလက်ရှိအရိယပုဂ္ဂိုလ်တွေဟာလည်းပဲဒီဘဝမျိုးမှာပဲနေထိုင်နေရရှိကြတယ်။နောက်ပေါ်လာမယ့်အရိယပုဂ္ဂိုလ်များတွေမှာလည်း ပုဂ္ဂိုလ်မြတ်တွေဟာလည်းပဲဒီတိုင်းတွင်နေထိုင်ကြပြီလေလို့မြတ်စွာဘုရားကအရိယဝါဒသုတ်တံမှာဒီလိုဟောထားတာရှင်။အရိယဆိုတဲ့စကားလုံးကိုပုဂ္ဂိုလ်မြတ်လို့ဘာကြောင့်မြတ်တယ်လဲဆိုလို့ရှင်မြတ်တဲ့အည်သွေးတွေရှိလို့မြတ်တယ်လို့ပြော။ညံ့ညံ့တဲ့အည်သွေးခုံရည်တွေရှိတဲ့ပုဂ္ဂိုလ်ကဒါညံ့ညံ့တဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ် ဂုံဤသွေးကမြင့်မြတ်ပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်ကလည်းမြင့်မြတ်တာဂုံနဲ့တရတ်ဆိုတာမြင့်မြတ်တဲ့ဂုံကိုအကြောင်းပြုပြီးတော့ပုဂ္ဂိုလ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ကြရတာဖြစ်တယ်မြင့်မြတ်တဲ့ဂုံမရှိဘူးလို့ဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်ကလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဘူးလေဒါကြောင့်မို့ဂုံအဤသွေးကိုကြည့်ပြီးတော့ပုဂ္ဂိုလ်တူရောက်တူရဲ့မြင့်မြတ်မှုနိုင်ကြမှုဆိုတာကြည့်ရတာဖြစ်ပါတယ် ရိယဆိုတဲ့ပုဂ္ဂိုလ်တွေဟာသူတို့ရဲ့နှလုံးအိမ်ထဲကတရားဓမ္မအတွေ့အမြင်တွေဟာအလွန်တရာမှ မြင့်မြတ်တဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်ကြတယ်တဲ့ဒါကြောင့်မို့အရိယပုဂ္ဂိုလ်ရဲ့နှလုံးအိမ်ထဲမှာဘာတွေရှိနေသလဲနှလုံးအိမ်ဆိုတာတင်စားပြီးတော့ပြောရတာအရိယပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာဘယ်လိုလဲ အရိယာပုဂ္ဂိုလ်တွေသူတို့နေထိုင်တဲ့ဘဝမှာဘယ်ပုံပဲနည်းနေထိုင်ကြသလဲလို့သိရှိကြည်ညိုနိုင်ကြဖို့ပါမြတ်စွာဘုရားကတရားဓမ္မကိုပြည့်ပြည့်စုံစုံဆိုင်ရဆိုင်ရအကြောင်းကိစ္စတွေနဲ့ဆက်လင်းပြီးတော့ဟောပြောခဲ့တာဘုရားရဲ့တရားဓမ္မတွေဟာပင်လယ်ပြင်ကြီးလောက်ကျယ်ဝန်းပြီးပင်လယ်ကြီးမှာယရနာတွေပေါများတယ်လို့ ဘုရားရဲ့တရားဓမ္မတွေမှာလည်းပဲသုံးမကုန်နိုင်လောက်အောင်ပေါ်များတဲ့ယရဏာတွေနဲ့ပြည့်ကျွေးနေတဲ့အရာဖြစ်ပါတယ်ဘုရားတရားဓမ္မတွေကိုသိမယ်ဆိုလို့ရှိရင်သိစရာတွေကအနွန်များလို့မြတ်စွာဘုရားရဲ့တရားဓမ္မသိတဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်ဟာလည်းပဲပင်လေကြီးတည်းမြတ်ကျေဝေါများပြားလာတယ်လို့ဒီလိုပြောရတယ် သိစရာတွေအလွန်များတယ်အသိတဲ့ဉာဏ်ကလည်းအလွန်များလို့ ocean of knowledge ပေါ့မြတ်စွာဘုရားရဲ့တရားတော်သိတဲ့အသိဉာဏ်တွေပင်လယ်ကြီးလိုပဲပင်လယ်ကြီးဆိုတာဆုံးသမထင်အောင်ကျယ်လဲကျယ်တယ်နဲ့လဲနဲ့တယ်ပေါ့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေဟာလည်းကျယ်လဲကျယ်ဝန်းတယ်နဲ့လဲနဲ့နဲ့ တမာအနေထားနဲ့မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုသိနိုင်ဖို့မရှိဘူးမြတ်စွာဘုရားရဲ့တရားဓမ္မတွေရဲ့အရည်သွေးကိုတရားကုံတော်6ပါးလို့ဆိုပြီးတော့6မျိုးခေါ်ပေါ်ပြထားတာအခြေခံအနေထားအဖြစ်6မျိုးခေါ်ပြထားအဲ့ဒီတည်းမှာမြတ်စွာဘုရားကပထမဆုံး တရားဓမ္မနဲ့ပတ်သက်ပြီးတော့သွားခါတော်ဓမ္မောသွားခါတဆိုတာပြောတဲ့စကားတစ်ခုက အမှန်အတိုင်းအကျိုးရှိရှိပြောတဲ့စကားဖြစ်ဘူးမမှန်ဘူးဆိုလို့ရှိရင်သူပြောတဲ့စကားရဲ့တန်ဖိုးကသိပြီးတော့ချက်ဆင်းသွား မကမှုရှိတဲ့စကားမကမှုရာခိုင်နှုန်းရှိတံပိုးနဲ့ရာခိုင်နှုန်းအပြစ်ရှိတယ်လို့ပြောအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကတရားဓမ္မနဲ့ပတ်သက်ပြီးတော့နံပါတ်1အရေးတကြီးမိကြားတဲ့အရေးသေးကသွားခါတော့ငါဟောတဲ့တရားအမှန်တိုင်းဟောထားတာအမှန်တိုင်းဆိုတာမှန်မှန်ရင်ရင်မှားရင်မှုကင်းတယ်ပေါ့ ဒီသမဏပုဂ္ဂိုလ်တွေပြောတဲ့စကားတွေထဲမှာအမှားတွေအပါရတယ်နော်မြတ်စွာဘုရားဟောတဲ့တရားတွေမှာတော့အမှားဆိုတာမပါအရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်တိုင်းမင်္ဂန်တဲ့သဘာဝတရားကိုစင်ရှင်သုံးသပ်ပြီးတော့ဟောပြောထားတာဖြစ်လို့သာခာတမှန်တိုင်းဟောထားတဲ့တရားအမှန်တိုင်းဟောတာတော့ဟုတ်ပါပြီ အဲ့ဒီတရားတွေကိုသိရှိနားလည်ခွင့်မရှိဘူးဆိုလို့ရှိရင်တန်ဖိုးသိရှိမှာမဟုတ်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကတန်ဒိဋ္ဌိကုံကိုယ်တိုင်သိနိုင်ပါတယ်မမင်္ဂင်္ဂဟောထားတဲ့တရားတွေကိုလူတိုင်းလူတိုင်းမြင်နိုင်ခွင့်ရှိတယ်သိနိုင်ခွင့်ရှိတယ်ကိုယ်ပိုင်ဉာဏ်ဖြင့်သိနိုင်တယ်လို့တန်ဒိဋ္ဌိကုံကိုယ်တိုင်သိတဲ့ကိုယ်တိုင်မြင်တဲ့အရာတစ်ခု မိတ်ဆွေသင်္ကားတွေကိုလည်းပဲဖိတ်ခေါ်ပြီးတော့လာကြည့်စမ်းပါလာစမ်းပါကြည့်စမ်းပါလှုပ်ကြည့်စမ်းပါလို့မှန်ကန်နေဆိုရင် ပြရဲတယ်မမှန်ကန်ဘူးဆိုရင်မပြရဲကိုတွင်းဖြစ်သည့်အတွက်ကြောင့်ဘုရားတရားတော်တွေဧဟိပတိကောမမှန်ကန်ကလာကြည့်ပါလို့ဒီလိုပြောလို့ရတယ်တရားမျိုးပဲဆက်ဆက်ကြည့်မယ်အေးကိုယ်တိုင်သိပြီး ဟိတ်ခေါ်ပြလိုက်တဲ့တရားဖြစ်တဲ့အကျိုးတစ်ခုရဖို့ရဘယ်လောက်ထိအချိန်ဆိုင်ရမှလဲဆိုအဂါနီကိုအချိန်ဆိုင်တယ်မလိုဘူးဆိုရယ်ပါလိုက်ပါတရားဓမ္မဆိုတာအခုနှလုံးသွင်းရင်နှလုံးသွင်းလိုက်တာနဲ့တပြိုင်နက်အေးချမ်းမှုကိုပြေးနိုင်ရင်ထဲနှလုံးထဲကကုလောင်းနေတာတွေဟာတရားနှလုံးသွင်းလိုက်တာနဲ့အေးချမ်းသွားတယ် ချိန်ဆိုင်စရာမလို့သို့တော့အဂါလိကောဆိုတဲ့စကားလုံးကအဆင့်အမြင့်အနေနဲ့သုံးမယ်ဆိုလို့ရှင် message ပေါ်လိုက်တာနဲ့တပြိုင်နက်ဖို့စိတ်ဆိုတဲ့အကျိုးချက်ချင်းရတယ်လို့ပြောဩပနိကောဘုရားမြတ်စွာရဲ့တရားတော်တွေဟာအင်မတန်မှအကျိုးရှိပြီးအတွက်ကြောင့်ရင်ထဲနှလုံးထဲမှာထည့်ထားဖို့ကောင်းတဲ့တရားမျိုးတွေတချို့ဟာရင်ထဲနှလုံးထဲထည့်ထားလို့ရှိရင် ပူလောင်စေတတ်တယ်စိုးရိမ်စေတတ်တယ်။ဟောမြတ်စွာဘုရားတရားတော်ကတော့ယင်နဲ့နှလုံးနဲ့ထည့်လိုက်မယ်ဆိုရင်ငြင်းချမ်းမှုကိုပေးတယ်ဒါကြောင့်မို့ဩပတ်နေဤကုန်။ဒီအချိန်ဒီရရကိုမြတ်စွာဘုရားရဲ့တရားပညာရှိပုဂ္ဂိုလ်တွေကကိုယ်တွေ့သိနိုင်ခံစားနိုင်လို့အတိအသည့်ကိုယ်ကိုယ်တိုင်သိနိုင်တဲ့အရာတွေတွေ့ရှိခံစားနိုင်တဲ့အရာဖြစ်လို့ပစ္စတံဝိရိတဘောဝิญญူဟိလို့ ဟောတရားကုံတော်ရဲ့တရားရဲ့အရည်သွေးတွေကိုမြတ်စွာဘုရားဟောပြဒီအရည်သွေးတွေကိုသိလိုက်ရတဲ့အခါတရားဓမ္မလေးစားကြည်ညိုပြီးအားကြပြီးအလုံးဟာတရားဓမ္မကိုလိုက်နာကျင့်သုံးကျင့်တဲ့စိတ်တွေလည်းပေါ်လာတကယ်ကျင့်သုံးရင်လည်းတကယ်ဒီအကျိုးတရားတွေကို ရရှိကြတာကမှန်ပဲသောကရှင်နေတဲ့ပုဂ္ဂိုလ်တွေသောကငြိမ့်သွားတယ်ငိုနေရတဲ့ပုဂ္ဂိုလ်တွေအငိုတိတ်သွားရတယ် ဆဲဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဆဲဒုက္ခကလွတ်မြောက်ကြတယ်။စိတ်ဆင်းရဲမှုနဲ့ကြုံနေကြတဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာမှုကိုပြန်လည်ရရှိသွားကြတယ်။နိဗ္ဗာန်သွားသွားဖို့ရအတွက်လမ်းကောင်းလမ်းမှန်ကိုလည်းပဲတွေ့ရှိနိုင်တယ်။နောက်ဆုံးနိဗ္ဗာန်ဆိုတာကိုကိုယ်တိုင်သိရှိမျက်မှောက်ပြုခွင့်ဖြစ်သွားတယ်။ဒါကြောင့်မို့လို့တရားတော်မှာလွယ်မှားခြင်းမရှိဘူး။အမြဲတမ်းမှန်ကန် အဲ့ဒီမင်္ဂန်နဲ့တရားတော်တိုင်းချင့်ကြံကြိုးကိုအားထုတ်လို့တောကဆိုတဲ့စိတ်ထဲက ပူလောင်မှုတွေပရိဒီဝါဆိုတာပူလောင်မှုကို မခံနိုင်လို့ငိုကြွေးရမှုတွေဒုက္ခလို့ဆိုတဲ့ကိုဆင်းရဲမှုတွေဒေါမနတလို့ဆိုတဲ့စိတ်မချမ်းသာမှုတွေဒါတွေကိုလုံးဝဖယ်ရှားပြီးလုံးဝလွန်မြောက်သွားပြီးနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်လို့နိဗ္ဗာန်ကိုကိုယ်တွေ့မျက်မှောက်ပြုနေတဲ့ပုဂ္ဂိုလ်တွေကိုအရိယ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်မြတ်တွေမြင့်မြတ်တဲ့တရားကိုသိရှိနားလည်သည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်များလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရောက်ရှိတယ်။အေးအဲ့ဒီသူမြတ်တို့ရဲ့နှလုံးအိမ်မှာဘာတွေရှိသလဲ။ထိုပုဂ္ဂိုလ်မြတ်တွေဟာဘဝမှာဘယ်လိုပုံစံနဲ့နေကြသလဲဆိုတာဟောဒီအရိယဝါဒသုတ်တံမှာမြတ်စွာဘုရားကဟောထားတယ်